ကျွန်တော်ကသွေးမရောက်ဘူးကျွန်တော်ကသွေးမရောက်တဲ့အခါမှာဘယ်လိုဖြစ်မလဲဆိုတော့အဲ့ဒီကျွန်တော်နေရာမှာရှိတဲ့ cell တွေကပြန်ပြီးတော့ rebuild လုပ်ဖို့ reborn လုပ်ဖို့အတွက်သူတို့လိုအပ်တဲ့အာဟာရတွေသွေးနဲ့အတူလေပတ်တဲ့သွေးနဲ့အတူပါလာမဲ့သူတို့လိုအပ်တဲ့အာဟာရ oxygen နဲ့အခြားလိုအပ်တဲ့အာဟာရတွေသူတို့မရတော့ဖြစ်သွားတာအဲ့မှာဆိုတော့အဲ့နေရာတဝိုက်ကဘယ်လိုဖြစ်သွားမလဲသွေးမရောက်တော့တဲ့အတွက်ခြောက်ရဲ့ကာလာချိန်သွားလိမ့်မယ်မဲတာညိုတာပုတ်တာဒါမျိုးတွေဖြစ်သွားမယ်အဲ့နေရာက cell တွေကတည်သွားမယ်ပြန်ပြီးတော့ ရှင်သင်လာဖို့နိုးထလာဖို့မရှိတော့ဘူးအဲ့တော့ထိမိခိုက်မိရှမိရင်အလွယ်တကူပြန်ပြီးတော့အနာချက်ဖို့အတွက် healing မရနိုင်တော့အဲ့နေရာ cell တွေကပြန်ပြီးအလုံးလုံးပေးနိုင်တော့ဘူးဒီလိုအခြေအနေတစ်ခုက6လောက်ကျမ်းမှရင်းတဲ့ပတ်သက်တဲ့ပြဿနာကိုရင်ဆိုင်အပ်တယ်ကဲနောက်တစ်ခုကအအောင်ကျောနဲ့ပတ်သက်တဲ့ပြဿနာအနည်းငယ်များအအောင်ကျောထိခိုက်ကြတယ်စီဂျိုလူနာရှင်တွေကအအောင်ကျောထိခိုက်တဲ့အခါဘာဖြစ်လဲဆိုတော့ထုံနေကျင်နေ ထိတိမှုပိုင်းဆိုင်ရာတွေမှာအရန်အားနေသွားတယ်ထိရသိတာတွေမသိတော့ဘူးဆိုတော့ထိခိုက်ရှာနာတွေဖြစ်ဖို့တော့အခွင့်အလမ်းအရန်များသွားတယ်အဲ့ဒီကြာတော်တော်များများစည်းကြိုလူနာတက်ကြီးပေါ့ဖြစ်သွားရင်လွတ်လိုက်ပြအိမ်ပြေသွားတာပြန်လာဖနှက်တစ်ဖက်ပါမလားတော်တော်များများကျွန်တော်တို့ကြုံတွေ့ရတယ်ဖနှက်တစ်ဖက်ပြန်ပါမလားတာတော့သူမသိတာခြေတော့မှတစ်ခုခုဖြစ်ခဲ့တဲ့တိုင်အောင်ဆိုရင်ပိုဝေးသွားပြီပိုမသိတော့ဘူးတချို့တွေတွေ့တယ်ကြုံမှုတယ် ပူတဲ့နေရာပေါ့ဗျာဖျားရှင်မင်းတို့လိုနေရာမျိုးပေါ့အမှန်ပူတယ်တာမလူတွေရှော့လို့မရဘူးဒါပေမဲ့အောင်ကျော်တိကြိုက်နေတဲ့စီဂျိုသမားကအပြုံးမပြတ်ဒီတိုင်းပဲသူရှော့သွားတယ်ဟာမသိတဲ့လူတွေအန်အော်တယ်ဟာဒီလောက်ပူတော့ तू ကရှော့နေနားလားဘလို့ဖြစ်တာလဲဂုံယူတလူဝမ်းတာတလူဟိုဘက်ကလူကလည်းမသိတလူနေတယ်မဟုတ်ဘူးဒါအမှန်မှားနေတယ်အမှန်ပြဿနာချီချီမားမားရှိတယ်မလုပ်ပါနဲ့နောက်ကျတော့ခြေတော်ကဘန်ဖြစ်သွားတယ်လောင်သွားတယ်ပေါ့ဗျာအဲ့ဒီကနေစပြီးတော့အနာဖြစ်တဲ့ပြဿနာဘက်ကိုရင်ဆိုင်လာတက်တယ်တဖြည်းဖြည်း အလွယ်တကူတိကျရှာနာဖြစ်တာကိုအာယုံကျော်ရဲ့ခံစားမှုကမသိတဲ့အခါမှာခြေထောက်မှာပဲဥစွာပြဿနာတက်တက်တယ်။ဒါအမတာမကိုအဖြစ်လွယ်တဲ့ကိစ္စရက်တွေပေါ့နော်တော်တော်လေးကို view ဆက်ရပါလိမ့်မယ်။ဒါအာယုံကျော်နဲ့ပတ်သက်လို့ဖြစ်သွားတဲ့ပြဿနာပေါ့။ကြည့်ဒါဆိုရင်နောက်တစ်ခုကဘာရှိမလဲ။ပိုးဝင်တဲ့ကိစ္စ။စီဂျိုလူနာဒီငကိုကလေးကအမြူးကြပါတယ်။ခုကအားစနစ်မကောင်းဘူး။ဒါစီဂျို ယောဂါရဲ့သဘောတဘာဝပဲဒါကြောင့်စီဂျူလူနာရှင်များကိုအော်ကျွမ်းကျင်တဲ့သူတည်ဒီပညာရှင်တွေကအကြံပြုထားတာလူကိုယ်ထဲမသွားဘူးလူကြားထဲမသွားဘူးကိုကရှိသမျှယောဂါတွေအကုန်လုံးကိုယ်စီကုဆတ်လာဖို့ပဲရှိတယ်ကိုယ်စီကယောဂါကသူများကိုကုဆတ်မှာမဟုတ်ဘူးစီဂျူကကုဆတ်ယောဂါမဟုတ်ဘူးအဲ့တော့လူထူတဲ့နေရာတွေလူဟုတ်လူဝေးလူစုလူဝေးရှိတဲ့နေရာတွေကိုရှောင်ရှားဖို့ပညာရှင်များကစီဂျူယောဂါတဲ့တွေကိုအကြံပြုထားတာရှိတယ်ခန္ဓာကိုယ်အင်မြူကြတဲ့အတွက် ခုခံအားကျတဲ့အတွက်ပိုးဝင်လွယ်တယ်ပိုးဝင်လွယ်တယ်ခဏလေးနဲ့အလွယ်တကူပိုးဝင်တယ်ပေါ့ပြောရရင်ထိခိုက်ရနာလေးတွေဖြစ်မယ်ဖြစ်တဲ့အခါမှာအလွယ်တကူပိုးဝင်မယ်ခုခံအားကျတဲ့အတွက်ဝင်တဲ့ပိုးကအပြင်းစားဖြစ်မယ်အဲ့လိုဖြစ်တဲ့အခါအနာကရင်းမယ်ပေါ့ဗျာပြောရရင်အနာရင်းမယ်အနာရင်းတဲ့အခါမှာအနာကြီးကနေရဲပြီးတော့ဘေးတို့ပြန့်ထွက်မယ်အဲ့လိုမျိုးတွေရင်းလိုက်မယ်အနာရင်းမယ်အနာရင်းပြီးတော့ပိုးဝင်တော့အနာရင်းနဲ့အနာရင်းတော့ရှိကြတက်တယ် စီယိုတက်တော့အနာပိုဆိုးတယ်ပိုရင်းတယ်ဒါနဲ့ပဲတန်တရာလဲတယ်ကြားလေတွေလဲတယ်လဲပြီးတော့ဒီအနာကိစ္စနဲ့ပဲ6လောက်ကနောက်ဆုံးဖြတ်ရတောက်ရဒီလိုပြဿနာမျိုးဒီလိုအခြေအနေအနေထားတွေအထိရောက်သွားတတ်တယ်ဒါကပေါ်ဆလို့မရဘူးလိုအပ်တဲ့ကောင်းမွန်တဲ့နည်းနည်းလေးပြင်းပြင်းထန်ထန်နဲ့ဟန်နိုင်တားနိုင်မဲ့ပုသက်စီမျိုးနဲ့တုံးဆွဲပြီးနေထိုင်နိုင်မှကုသမှုခံနိုင်မှအရှင်းပြမယ်ဒါက လက်လက်မီတဲ့နေရာပေါ့ကုသမှုလက်လက်မီတဲ့နေရာကိုကငွေကြေးတက်နိုင်တဲ့ဒူးဆိုရင်ဒီကိစ္စကို ဖြေရှင်းရတာနည်းနည်းလေးလွယ်ကူမယ်သို့တော်လည်းဒုနာရှင်မိဘများအဖိုးဘွားများကျေဥစည်းကနေလလန်းမမိနိုင်တဲ့အဝေးမှာနေရတဲ့သူတွေငွေကြေးအားဖြင့်မတက်နိုင်တဲ့သူတွေမှာဒီပြဿနာအမှန်ကြီးမားတယ်